မင်္ဂလာပါအေဗီဒီယိုမှာတော့ exam it function အသုံးပြုတဲ့နည်းလေးကို sharing လုပ်ပေးခြင်းပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါ attendance bonnet တွေ့မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် if function ရဲ့ဒီ sentence structure တွေကိုတစ်ချက်ပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့ if function မှာဆိုရင်သူက structure သုံးခုရှိတယ် logical test ရှိတယ်နောက်တစ်ခုက value if true ရှိတယ် value if false ဆိုပြီးရရှိတယ်ပေါ့နော် ော့ logical test ဆိုတာကစစ်ဆေးမဲ့အခြေအနေအဲဥပမာဆဲခွက်တစ်ခုပေါ့နော်ဆဲခွက်တစ်ခုအဲ့ဒီထဲမှာကဏ္ဍတန်ဖိုးတောင်ဖိုးရိုက်ထည့်ထားမယ်ပေါ့ရိုက်ထည့်ထားတဲ့တန်ဖိုးကကြီးသလားငယ်သလားညီသလားနော် condition အခြေအနေကို compare လုပ်ပြတာဖြစ်ပါအဲ့တော့အဲ့ဒီလောက်လိုက်တဲ့အခြေအနေကမှန်တယ်ဆိုရင် value if true နေရာမှာရှိနေတဲ့တန်ဖိုးကိုပြပေးမယ် အခြေအနေမှရင် ပြမယ်တန်ဖို့ပေါ့ value if true ဆိုတာက value if false ဆိုတာက အခြေအနေမှရင် ပြမယ်တန်ဖို့ဆိုတော့ဒီမှာဆိုရင်ဒါ apply လောက်သားတွေရှိရပေါ့နော်လောက်သားတွေရဲ့ဒီအလုပ်လာတဲ့နေ့အရည်အတွက်တွေကိုဒီမှာရိုက်ထည့်ထားတယ်ဒီ present ဆိုတော့သူရဲ့ structure ချင်တဲ့ဒီပုံစံလေးကပါလဲဆိုတော့ဝန်ထမ်းတူလာစဉ်အလုပ်တစ်ရက်ရက်20ကျော်တဲ့ဝန်ထမ်းတွေကို attendance ပေါ်နဲ့အနေနဲ့2000ကျပ်ပြီးမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီဝန်ထမ်း10ယောက်ရှိတယ်ဒီဝန်ထမ်း10ယောက်ထဲကဘယ်ဝန်ထမ်းက2000ရမလဲနော်အဲဘသူတွေကမရဘူးလဲဆိုတာကို if function သုံးပြီးတော့ဒီမှာဆွဲချကြည့်မယ်ပေါ့နော်ပြတ်ထုတ်ကြည့်မယ်ဆိုတော့အဲ့တော့ formula တွေသုံးမယ်ဆိုရင်ညီမကြီးကနေစအရေးရတယ်ပေါ့နော်အဲ့တော့ညီမကြီးရိုက်ထည့်လိုက်မယ်ရိုက်ထည့်ပြီးတော့မှအဲ့တော့ if function ဆိုတော့ i at if လို့ရလိုက် နောက်ပြီးရင် green ဆောင်နော်အဲ့တော့ green ဆောင်ကိုရိုက်မယ်ဒီရနဲ့ logical test logical test လောက်တာဒီအခုသူ့ရဲ့တက်ရောက်တဲ့ရက်အရေအတွက်ကို select မှတ်လိုက်ဆို B3 ပေါ့နော် B3 greater than သူကဘယ်သူထက်ကျော်လျင်လဲဆိုတော့ရက်20ထက်ကျော်လျင်ရက်20ထက်ကျော်လျင်ဆိုတဲ့အတွက်21ရက်ကနေပဲစမယ်ရက်20သမားတောင်သူကဘောနဲ့မရဘူးပေါ့နော် တော့တကယ်လို့ရက်20ပြည့်တဲ့သူ့ကိုရောပေးကျင်တယ်ဆိုရင်တော့ equal ထည့်ပေး21ရက်ကနေစပြီးတော့ပေးကျင်တယ်ဆိုရင် equal မထည့်နဲ့ဒါဆိုရင်ရက်20ထက်ကျော်လေရင်ဒါဆို condition လုံးလိုက်เนาะအဲ့တော့နောက်မှာ bill if to ကဘယ်လောက်ပေးမှာလဲဆိုရင် မှန်ရင် ပြမယ်တန်ဖို့2000 2000ပေးမယ်ပေါ့เนาะဘောနပ်2000ပေးမယ်တကယ်လို့မဟုတ်ဘူးဆိုရင်တော့မပေးဘူး0ဒီလိုလေးရေးပေးလိုက်โอเคဒါဆိုရင် 22ရက်ဒီရက်20ကျော်တာဖြစ်တဲ့အတွက်သူဒီဘောနပ်2000ရမယ်ပေါ့နော်မောင်မောင်ဒီဘောနပ်2000ရမယ်အဲ့တော့ဖော်မြူလာတွေရဲ့သဘောတဘာဝအရာကနော်အခုဒီကြော်ကြော်အတွက်ဆယ်ခွက်ဆိုရင် သူ့ရှေ့မှာရှိနေတဲ့နော် B4 ဆယ်ခွက်နဲ့ဒီနေရာ B4 ဆယ်ခွက်နဲ့တွက်ပြရမယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုရေးထားတာရှိတဲ့အောက်ကို auto formula ဆွဲချခြင်းနဲ့ဆိုရင်ဒီ down လေးမှာပေါ့နော် တောင်လင်းမှာအမဲရောင်အပေါင်းလေးပေါ်နေတဲ့အချိန်အောက်ကိုဆွဲကြလာ။ဒါဆိုရင်19ရက်တီ0ဘောနပ်မရဘူးပေါ့နော်။20ရက်25ရက်ဆိုရင်ဒီလိုမျိုးအောက်ကိုဆွဲကြတာနဲ့ तू ကတန်းပြီးတော့ဒီမှာ V5 ကိုတန်းကိုစားပြုတယ်။ဒီအဖြေထုတ်ချင်တာရဲ့ရှေ့မှာရှိနေတဲ့မူလရေးထားတဲ့ formula အတိုင်းပဲ။ဒါဆိုရင် V3 ဒါဆိုရင် V4 ဒီလိုသွားရပေါ့။ဒါဆို V5 အဲ့လိုအောက်ကိုဆွဲဆွဲချထားတာနဲ့ formula တွေကရေးပြီးသားဖြစ်သွားလိုက်။ဒါဆိုရင်ချို့တူတွေဒီ ဘောနဲ့ရမယ်ဘောနဲ့ရတဲ့သူတွေဒီဘယ်သူတွေရှိလဲဆိုရင်မောင်မောင်ရှိတယ်ထွန်းထွန်းရှိတယ်အဲဆိုအောင်အောင်ရှိတယ်ပေါ့နော်ကိုကိုရှိတယ်နောက်တစ်ခုကအဲဆိုရင်ပြီးတစင်ပေါ့နော်သူတို့ကဘောနဲ့ရမယ်ကျန်တဲ့သူတွေဒီဘောနဲ့မရဘူးဆိုတော့၁၀ယောက်မှ၅ယောက်ကဘောနဲ့ရပြီးတော့၅ယောက်ကတော့ဘောနဲ့မရဘူးဒါကတော့ if function သုံးပြီးတော့ဘောနဲ့ရလားမရဘူးလားတွေ့ကြည့်တာဖြစ်ပါဆိုတော့ဒါလေးကိုလည်းလိုက်ပြီးတော့ဒါအကျင့်ကြည့်ပေါ့နော်အဲဒီအခြေခံနေမှာဆိုဒီ function လေးတွေ လေ့လာရတယ်နော်ဆိုတော့โอเคဆိုတော့ဒီသင်ဗီဒီယိုလေးကိုဆရာဒီမှာပဲရှင်းနာမယ်လိုက်ပြီးတော့လေ့ကျင့်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်